မင်္ဂလာပါခင်ဗျာ Revelu Burma News Channel ကနေပြီးတော့ဇွန်လ15ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့တောင်တကုံမြို့နယ်အမှတ်87ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေစိုင်းကယ်များနဲ့ထွက်လာတဲ့ပြူစောတိတိုင်းငတ်အဖွဲ့ကိုမိုက်ခွဲပစ်ခတ်တိုက်ခတ်ရာ၃ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ14ရက်နေ့ည10:00နာရီခန့်အချိန်မှာတောင်တကုံမြို့နယ်အမှတ်87ရပ်ကွက်အုပ်ချုပ်ရင်းမှုနဲ့လက်ပါစီပြူခွေးများဟာရပ်ကွက်ရုံးအတွင်းထဲကနေပြီးတော့စိုင်းကဲ9စီးနဲ့ထွက်လာတဲ့အချိန်မြို့ပြကြွက်ကွန်ရက်အတွင်းမှာရှိတဲ့ UG ရဲဘော်များကလက်လုံအဝေးထိန်းမိုင်းနှလုံးလက်ပြဘုံနှလုံးလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စိုင်းကဲ9စီးနဲ့ပြူခွေး10ကောင်87ရပ်ကွက်ရုံးတွေကထွက်လာကိုအဝေးထိန်းမိုင်းနှလုံးလက်ပြဘုံနှလုံးနဲ့တိုက်ခိုက်ခဲ့တာပါ။စိုင်းကဲတွေကလွင့်ထွက်သွားပြီးတော့မီးလောင်ကုန်တယ်။စိုင်းကဲနှစ်စီးမီးလောင်သွားပါတယ်။ 比较我：到家，别的咱也的，对不慢的。 မြောက်ကလာပါဆေးုံမှာအရေးပေါ်ဆေးကုသနေရပါတယ်လို့မြို့ပြကျွတ်ကွန်ရက်ကတောင်းရှိသူကရှင်းပြထားပါတယ်။အကြမ်းဖက်စစ်ခွေးတိုက်ရဲတရားမဝင်ရွေးကောက်ပွဲကိုအထမြောက်စေရတဲ့အများပြည်သူများကိုမတရားစစ်သားတဲ့စူးစမ်းပြီးတော့ရှေ့တန်းမှာလူသားဒဏ်ရာဖြစ်နေအာနာတီမြဲရေးခူတုံးလုတ်အတုံးချနေမှုများကိုမြို့ပြကျွတ် UG network ကပြင်းပြင်းထန်ထန်စတင်ရှုတ်ချတဲ့အနေနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူတွေအနေနဲ့လည်းစစ်ခွေးတွေလုံးမဲ့ရွေးကောက်ပွဲကိုမဘူးပေါင်းကြဖို့နဲ့ရွေးကောက်ပွဲကိုဖြစ်အောင်အားထုတ်နေတဲ့သူတွေအနည်းမှမနေ ကြဖို့တိုက်တွန်းချင်ပါတယ်လို့မြို့ပြကျွက်ကွန်ရက်ကတာဝန်ရှိသူကပြောဆိုထားပါတယ်စစ်ခွေးတွေရဲ့အာဏာတည်မြဲရေးအတွက်ပြည်သူတွေကိုနီလန်းပေါင်းစုံနဲ့ဖိနှိပ်ညှဉ်းပန်းနေတဲ့စစ်ကောင်စီရဲ့ထောက်တိုင်များအလုံးကိုလည်းမြို့ပြကျွက်ရဲ့ရန်သူအဖြစ်သတ်မှတ်ပြီးတော့အချိန်မရွေးတိုက်ခိုက်ချင်းမုံသွားမှာဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်အချမ်းဖတ်စစ်ခွေးတက်နဲ့ပူးပေါင်းနေတဲ့ရက်ကျေးအုပ်ချုပ်ရေးမှုများပြူစော်တီများစစ်ခွေးတွေအတွက်အလုံးလုံးပေးနေသူများထောက်တိုင်များအလုံးအနေနဲ့ အမြန်ဆုံးနှုတ်ထွက်ကြပါရန်နဲ့စေကောင်းစီကိုငွေကြေးအပြည့်တော်၎င်းထောက်ပံ့ခြင်းကိုမပြုတ်လောက်ကြပါရန်မြို့ပြကျွက်ကသတိပေးထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပျော်ဝယ်မြို့နယ်မှာစစ်ကြေးကောက်ခံနေတဲ့စစ်တပ်ဂိတ်ကိုဝင်ရောက်ပစ်ခတ်ရာအရာခံဘူတန်းဦးအပါအဝင်စစ်ခွေးလေးကောင်တိတ်ဆုံးပြီးတော့လက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ26ရက်နေ့ကပျော်ဝယ်မြို့နယ်ညောင်ကုန်းရဲစခန်းအနီးမှာစစ်ကြေးကောက်နေတဲ့စစ်တပ်ဂိတ်ကိုအောင်ဆန်းစန်းနတ်မောက် အောင်စံမြေတပ်ဖွဲ့ကခြေချင်းဝင်ရောက်စီးနေပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအရာကန်ဘုံတန်းဦးအပါအဝင်စစ်သား၄ဦးသေဆုံးသွားတယ်လို့သိရပါဗျ။တိုက်ခိုက်မှုအတွင်းစစ်တပ်ဂိတ်ကပြူစောတိနဲ့ရဲတအုပ်ဟာလက်နက်များယူဆောင်ထွက်ပြေးသွားခဲ့ပြီးတော့သေဆုံးသူစစ်သားများထံက MA1 တပ်နက်3လက် 5.56G 64တောင်ပြည်သူများထံကကောက်ခံထားတဲ့ဂေဂျီငွေကြက်38,500ကျပ်နဲ့ဖုန်းနှလုံးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ သေဆုံးသွားတဲ့အရာခံဘိုကတန်းဦးပါတော်လိုင်းတပ်ဖွဲ့ဝင်နေအနေနဲ့အထိကမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့ပါတယ်တိုက်ပွဲဖြစ်တာက3မိနစ်လောက်ပဲကြာမြင့်ခဲ့တယ်လို့အောင်ဆန်းစလန်နမောက်ကတောင်းရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကျင့်ပြက်လက်စားမှုနဲ့ဖမ်းဆီးပြီးစစ်ခုံရုံးတင်ဆက်ဆေးခံနေရတဲ့အေအာဝတီတိုင်းပသိမ်မြို့အခြေစားအနောက်တောင်တိုင်းစစ်ဌာနချုပ်ကစစ်ကောင်စီတပ်အရာရှိ၄ဦးကိုတေတံအပါအဝင်ပြည်ထောင်တွေအသေးသေးချမှတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရည်ကြည်မြို့နယ်ငတိုင်းချောင်းမြို့ပသိမ်မုံရွာလမ်းမကြီးနဲ့ကွာငတိုင်းချောင်းလမ်းဆောင်မှာရှိတဲ့ရေနတာစစ်ဆေးဂိတ်မှာ73စီစားနေရိတ်ကဈေးဝအပါအဝင်ကုန်ပစ္စည်းတွေကိုလက်ငွေ တိန်ထောင်ပေါင်းများစွာရယူပြီးတော့ရခိုင်ဘက်ကိုတည်ယူခွင့်ပြုခဲ့တာကြောင့်ဆိုပြီးတော့2024ခုနှစ်စက်တင်ဘာလ9ရက်နေ့ကအနောက်တောင်တိုင်းစစ်ဌာနချုပ်ကဘုံမူကြီးအောင်ဆန်းလွင်ဒုတိယဘုံမူကြီးကျော်စွာထွန်းဘုံမူချုပ်ကျော်စိုးလွင်ဒုတိယဘုံမူကြီးမျိုးစော်အောင်အပါအဝင်အရာရှိစစ်ခွဲဆယ်ကောင်ထက်မင်းဲကိုစစ်ကောင်စီရဲ့စစ်ခုံရုံးကစစ်ဆေးခဲ့ပြီးတော့ဇူလိုင်လ23ရက်နေ့မှာစစ်အရာရှိ၄ယောက်ကိုအပိသက်အမိန့်ချမှတ်ခဲ့တယ်လို့သိရပါဗျာ။ စစ်ခွေးတန်းတဲ့နှိဆက်သူတယောက်ကပထမအရာရှိ6ယောက်ကို2024ခုနှစ်စက်တင်ဘာလမှာဆစ်ဆေးတယ်ဒုတိယ4ယောက်ကိုအောက်တိုဘာလမှာထပ်ဆစ်ဆေးတယ်စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်စရဖကပဲဆစ်ဆေးခဲ့တာပါအခုအမိန့်ချခံရတာက4ယောက်လို့သိရတယ်ကြံတဲ့ကောင်တွေကတော့ဘလို့အပိသက်သွားလဲတော့မသိဘူးလို့ပြောပြထားပါတယ်စစ်ခုံရုံးကနေအမိန့်ချခံရတဲ့စစ်ခွေးတန်းရဲ့အရာရှိ4ယောက်ဟာနာတာခအတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်စိုးလွင်ထောင်ဒဏ်ဆယ်နဲ့ ဘိုးမူကြီးအောင်ဆန်းလွင်ကထောင်းတန်းအနှစ်20ဒုတိယဘိုးမူကြီးကျော်စွာထွန်းကတေတန်းနဲ့ဒုတိယဘိုးမူကြီးမျိုးစုံအောင်ကထောင်းတန်းတသက်တကျွန်းလို့ဖြစ်တယ်လို့သိရပါဗယ်ပသိမ်မျိုးကစစ်ခွေးတက်နဲ့နှိစက်တဲ့စစ်တပ်မိသားစုဝင်တယောက်ကအမိန့်ချတာဟုတ်ပါတယ်အကျင့်ပြချစားမှုနဲ့ဖမ်းဆီးစစ်ဆေးအမိန့်ချခဲ့တာပါသူတို့ရဲ့ပိုင်ဆိုင်မှုတွေပါအသိခံရတယ်လို့သိရတယ် အမှုမှာပါဝင်တဲ့အရာရှိတချို့လွတ်နေသေးတယ်လို့ပြောပြထားပါတယ်။စစ်ကောင်စီကအကျင့်ပြတ်ခြားစားတယ်ဆိုပြီးတော့အခုပြစ်ဒဏ်ချမှတ်ခဲ့တဲ့၄ယောက်အပါအဝင်နောက်ထပ်အရာရှိ၂ယောက်စုစုပေါင်းစစ်ခွေးတပ်ကအရာရှိကြီး၆ယောက်ရဲ့ပိုင်ဆိုင်မှုတွေကိုပါစစ်ဆေးခဲ့တာကြောင့်လက်ဆောင်မှုနဲ့ရရှိထားတဲ့အင်ချမ်းမြေ၊လေယာမြေ၊ KTV နဲ့စားတောက်ဆိုင်ဘန်စာအုပ်စတဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုစစ်ကောင်စီကသိမ်းဆည်းလိုက်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့နယ်မှာ CDF ဟာခါတပ်ဖွဲ့ကဖမ်းဆီးခဲ့တဲ့မူရဲစေဝါနဲ့ပတ်သက်ပြီးတော့ထွက်ပြေးတိမ်းရှောင်နေရာကနေမိခင်တရင်ထံကိုလာရောက်အဖမ်းခံခဲ့တဲ့ PDF တပ်ခွဲမှုကိုဇွန်လ23ရက်နေ့ကစတင်ပြီးတော့စစ်ဆေးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ8ရက်နေ့ကဟာခါမြို့နယ်မှာ Highlight က Fortland ကားတွေနဲ့တည်ယူလာတဲ့စိတ်ကြွဆေးပြား၃တန်းခန့် ်ဘင်းဖြူ130ကီလိုဂရမ်ခန်းမောင်းပြန်တန်တန်း2လက် Starlink Mini Starlink နှစ်ခုတို့ကိုတော်လိုင်းရဲဘော်3ဦးရင်းမောင်းတအုပ်နဲ့ Spare 2အုပ်တို့ကိုဖမ်းဆီးခဲ့ပြီးတော့မူရဲစေတဲယူရမှာတာဝန်ခံဖြစ်တဲ့မောင်စော်လက်ခေါ်ဦးဝင်းမော်နဲ့ကိုပရီခေါ်ဦးကျော်မင်းစော်တို့ထွက်ပြေးတိမ်းရှောင်နေတယ်လို့ CDF ဟာခါကထုတ်ပြန်ထားပါတယ်။မူရဲစေဝါနဲ့အတူဖမ်းဆီးရရှိခဲ့တဲ့သူတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝန်ကြီးဌာန MOD လက်အောက်ခံတွေဖြစ်တဲ့ရင်းမာပင် KIPDF တပ်ရင်း1465ကရဲဘော်တွေဖြစ်ပြီးတော့ထွက်ပြေးသွားတဲ့ရဲဘော်နှစ်ဦးတည်းကကိုကျော်မင်းစော်ခေါ်ကိုပရီဟာဇူလိုင်လ12ရက်နေ့မှာမိခင်တပ်ရင်းဖြစ်တဲ့ ဆလင်းကြီး special test ပို့ SSGF ရင်းမာပင် KN တက်ရင်၁45ထံမှလာရောက်ပြီးတော့အဖမ်းခံခဲ့တာဖြစ်တယ်လို့ SSGF ကထုတ်ပြန်ထားပါတယ်။ဒီလိုလာရောက်အဖမ်းခံခဲ့ပြီးတဲ့နောက်ဇွန်လ23ရက်နေ့မှာတက်ခွဲမှုဖြစ်သူကိုကျော်မင်းစော်ခေါ်ကိုပရီးကိုဆလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဒုတာဝန်ကနဲ့ရင်းမာပင် KN တက်ရင်15ကတာဝန်ရှိသူတွေပူးပေါင်းပြီးတော့စုံစမ်းစစ်ဆေးတာတွေစတင်လှုပ်ဆောင်ခဲ့တယ်လို့ SSGF ကပြောဆိုထားပါတယ်။မွေးရဲစေဝါနဲ့ပတ်သက်ပြီးတော့ကိုပရီးရဲ့ကနအူးထွက်ဆိုချက်တွေအရာ တော်လန်ရင်လောက်ကန်ရင်နဲ့အကျွေးတွေများလာတာကြောင့်မူရစေဝါတဲဆောင်တာကိုစတင်လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဆလင်းကြီး Special Task Force ရင်းမာပင် KIA တရင်၁၄၅ကထုတ်ပြန်ထားတဲ့ရုပ်သံမှတ်တမ်းမှာပါရှိပါတယ်။မလိုင်းလောက်ပဲအကျွေးတွေများလာတယ်။ကျွန်တော်ရဲ့ဆင်းရဲတော့ပဲတည်တယ်။ကိုဆိုင်နဲ့လိုင်းပေါ်မှာချိန်ဆက်ရ။အဲဒီမဲ့ဒီလိုလိုလို့ရအောင်လိုလိုလိုရနိုင်။နေတာရှိတယ်။ဒါကိုပြောတာ။ဟုတ်တယ်ဟိုစန့်ကြည့်မယ်။ကျွန်တော်ပြောလိုက်တာ။ န်းကြီးရတယ်ဆိုပမာတော့အရင်ကတော့ပြီးပါတယ်တစ်ခေါက်တက်ပါတယ်။အလောင်းကြီးနေတာဆင်ပြီးပါတယ်။ဆင်ပြီးတော့လောအရက်ပါတယ်။အန်ပါဆက်တယ်ပဲ။အဲ့ပါပါ။ဆန်ကလေးတက်တဲ့တော့ကျွန်တော်ပတ်ဆက်မရဘူး။သူကဆန်ဘုံလုံးပြီးပါ။နော်တော့ခုကရေဒီယိုဟာကကျွန်တော်ပြဿနာတင်းရရပါမယ်။ဘာကြောင့်များတော့တင်းရရပါလဲ။ဘူးရှိနေတာဘူး ်စုတူပါမယ်ဟုတ်ဇာနာခေါ်ရှိပါဘုမဟာကာရရေလို့ရအဲ့မှာယူစီသွားမလို့လေးဟောက်ရှိနေပြောတယ်ဘယ်ရပြရှင်းပြောပြောမှာသူမသိကောကျွန်တော်ပထမပိုင်းနဲ့ဖြေရကောင်းကျွန်တော်ဖောက်ဖေးပစ္စည်းနဲ့ဆလာလိုက်လွှတ်တယ်ရကလေးတွေကျွန်တော်ခိုင်းတာလုပ်ရတဲ့အတွက်ကျွန်တော်ကလေးဘယ်မှမအောင်သိဘူးဘူးရစ်စ်ကျွန်တော်အခုတတိယကောင်းနဲ့ဖရာဖောက်ပစ္စည်းပါတယ် ဟာခါမြို့နယ်အတွင်းမှာဖမ်းဆီးခံလိုက်ရတဲ့မူရဲစေးဝါးတွေတည်ယူတဲ့အကျင့်အရေးအတွက်ဟာပြစ်စည်းအရေးအတွက်များပြားတာကြောင့်လမ်းခီးမှာအဆင်ပြေစေနိုင်ဖို့အတွက်တိုက်ရင်မှုရဲ့ထောက်ခံစာကိုအသုံးချခဲ့တာဖြစ်တယ်လို့ကိုပရီးကပြောဆိုထားပါတယ်။ကိုကဟောတော့ပြစ်စည်းမှာပါလေ။ရလာတည်တယ်။ဘာဖြစ်တည်းရဖော်ရည်ရနေလဲ။ဘာတည်းမလဲတရင်ရဖို့ဖြစ်တယ်။ ရောင်းတယ်။ဘာမှမရဘူး။တယုံကဖတ်ပါလား။တော့တော့ချရရ။ဆိုတော့အားမနိုင်ရ။အနောက်လေက။အကင်းကြီးကိုဆောက်ပါလာကြသည်။ဘာလဲ။ဘုံကြီးစင်တီမီတာလို့ပြောလို့။ဆန္ဒရင်ထောက်ထားတာတော့ချရရမယ်။ ချင်းပြည်နယ်မှာဖမ်းဆီးခံလိုက်ရတဲ့မူရဲစေဝါတွေကိုလွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကကာသမဘဝနဲ့ခင်ပြီးရင်းနှီးခဲ့တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကွက်ခံမြို့မှာရှိတဲ့ကိုဆိုင်ဆိုသူရဲ့အစီအစဉ်နဲ့မုံရွာမြို့ပေါ်ကနေဆလင်းကြီးမြို့နယ်တဲကိုအချိန်ချင်းတည်ယူခဲ့ပြီးမှကားနဲ့တည်ယူခဲ့ပြီးတဲ့နောက် ကလေးနယ်အဆက်တနေရာမှာကားချင်းချင်းအချင်းပြောင်းလုခဲ့တာဖြစ်တယ်လို့ကိုပဒီကထွက်ဆိုထားပါဗျ။အဲ့ဒီနောက်တဲဆောင်လာတဲ့မူရဲစေးဝါးတွေဖမ်းဆီးခံလိုက်ရပြီလို့သတင်းသိလိုက်ရတဲ့အချိန်မှာအတူပါလာတဲ့ရဲဘော်ဇော်လက်ခေါ်ကိုဝင်းမော်ကိုပြောဆိုပြီးမိခင်တိုက်ရင်ထံသွားရောက်အဖမ်းခံဖို့ ဆိုင်ကယ်နဲ့ထွက်လာတဲ့အချိန်လမ်းခီးမှာပဲရဲဘော်ဇော်လက်ဟာထွက်ပြေးတိမ်းရှောင်သွားတယ်လို့ကိုပရီးကထွက်ဆိုထားပါတယ်ဆက်လက်ပြီးတော့ဆလင်းကြီးမြို့နယ်ပကဖဒူတာဝန်ကန်နဲ့ရင်းမာပင် KI တရင်15ကတာဝန်ရှိသူကတက်ခွဲမှုကိုကျော်မင်းစော်ခေါ်ကိုပရီးကိုပြစ်မှုကျူးလွန်ပြီးပြီဆိုတော့ပြစ်ဒဏ်ကြခံရမှာဖြစ်တယ်လို့စစ်စေးမင်းများပြောဆိုခဲ့ရမှာကိုပရီးကထွက်ပြေးမယ်ဆိုရင်ထွက်ပြေးစရာနေရာတွေအများကြီးရှိပြီးတော့ကိုအပြစ်ကိုတီးလို့ကိုတိုင်လာရောက်ဖမ်းခံခဲ့တာဖြစ်တယ်လို့ပြန်လည်ပြောဆိုခဲ့တာကိုရုပ်သံမှတ်တမ်းမှာတွေ့ရပါတယ်ကျွန်တော်ယောက်ျား ကျွန်တော်ဒီကျွန်တော်ဒီလိုကျွန်တော်ကျွန်တော်ပြီးခဲ့တဲ့ရင်ဂျာယူစစ်စစ်ပန်းကြီးခံတော့ကျွန်တော်ထွက်ပြီးမှဆိုရင်ကျွန်တော်ရောက်ကျွန်တော်နေရာအများကြီးကိုရောက်ဖွဲ့ပြီးတာကျွန်တော်ရောက်ရခဲ့တယ်ဆိုတော့ကျွန်တော်ပုံမြင့်ကိုကြည့်ရတယ်ကျွန်တော်ရဲ့ဖွဲ့ဒီနေလဲဘာမှမတတ်နိုင်ဘူးကျွန်တော်ရဲ့ရှဲဝယ်နေတယ်ဒီလဲဘာမှမတတ်နိုင်ကျွန်တော်ရဲ့အားလုံးအားတွေကဒီလဲဘာမှမတတ်နိုင်ဘူးဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့ဒီကိုကျွန်တော်ဒီလိုကျွန်တော်လာရောက် ဖြစ်ခြင်းနဲ့ခံပါတယ်။မူရည်စေဝါအမှုနဲ့ပတ်သက်ပြီးတော့ပါဝင်ပတ်သက်သူတွေအားလုံးကိုအမြန်ဆုံးပေါ်ပေါက်နိုင်ဖို့အရေးစူးစမ်းဆောင်ရွက်နေတယ်လို့မိခင်တိုင်ရဲ့အနေနဲ့လည်းအခုလိုတိုင်ရင်မှုရဲ့ထောက်ခံစာကိုအလွဲသုံးစားပြုလုပ်ကတရားမဝင်မူရည်စေဝါတည်ဆောင်တာကိုလုံးဝလက်ခံမှာမဟုတ်ဘူးလို့ Slingy Special Task Force ရင်းမာပင်ခရိုင်တိုင်ရင်၁၄၅ကဇူလိုင်လ၁၃ရက်နေ့မှာတရင်ထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယော်ဝတီတိုင်းပသိမ်မြို့နယ်မြင်းကကွင်းကြီးရွာမှာပြည်သူတအုပ်ကိုနွားခိုးမှုမှာပါဝင်နေဆိုပြီးတော့မြင်းကကွင်းနယ်မြေရဲစခန်းကဖမ်းဆီးရိုက်နှက်တပ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့ညနေ6:00အချိန်မှာအသက်36နှစ်အရွယ်ကိုစောမျိုးကို နွားခိုးမှုမှာပါဝင်တယ်ဆိုပြီးတော့မြင်းကကွင်းရဲစခန်းကဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်ရဲစခန်းမှာရဲများကရိုက်နှက်စစ်ဆေးရာကနေလက်လွန်သွားပြီးတော့ကိုစော်မျိုးတိတ်ဆုံးသွားတယ်လို့ပြောပါဗါးအဲ့ဒီအတွက်ရဲတွေကဘာမှတာဝန်ယူမပေးပါဘူးရိုက်နှက်စစ်ဆေးသူတွေထဲမှာမြင်းကကွင်းချေးရွာတဲလန်းရက်ကွက်နေထောင်ထွက်လူမိုက်တသားနဲ့အတူရဲတွေကရိုက်နှက်စစ်ဆေးကြရာကနေတိတ်ဆုံးသွားတာပါလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗါး ပသိမ်မြို့နယ်မြင်းကကွင်ကြီးရွာနယ်မြေရဲစခန်းမှာအခုလိုပြည်သူများကိုမတင်ငါပဲနဲ့ဖမ်းဆီးခေါ်ယူဆစ်ဆေးရကနေတေဆုံးသွားတဲ့အမှုများ၃ချိန်ထက်မနည်းဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးတပ်ကလူတက်မှုကျွလွန်တဲ့ရဲများကိုအေးအေးယူမှုမရှိဘူးလို့ဒေသခံပြည်သူများကပြောဆိုနေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းကြောက်ကြီးမြို့နယ်စစ်တောင်းမြေဝမ်းစစ်စင်ရေးအတွင်းမှာအကြမ်းဖက်စစ်ခွေးတအုပ်ကိုလက်နက်ခဲယမ်းများနဲ့အတူအရှင်ဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ10ရက်နေ့ကကြောက်ကြီးမြို့နယ်မှာလယ်မြေလုံခြုံရေးအတွက်တော်လိုင်းတပ်ဖွဲ့များကလုံခြုံရေးကင်းပတ်နေတဲ့အချိန်မှာပိတ်မိပြီးတော့ကြံနေခဲ့တဲ့အကြမ်းဖက်စစ်ခွေးတအုပ်ကို Spring Warriors Column ၊ရေဦးစစ်တီတော်များစစ်ကြောင်းကလက်နက်နဲ့တကွအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့26ရက်နေ့ကစစ်တောင်းမြေဝမ်းစစ်စင်ရေးအတွင်းမှာကြံနေခဲ့တဲ့ စစ်ခွေးတကောင်လို့ယူဆတဲ့တယောက်ပါကျွန်တော်တို့နေမြေရှင်းလေးရေးနေမြေလုံးကျုံရေးအတွက်တိုက်ကင်းလှည့်နေတဲ့အချိန်မှာတွေ့ခဲ့တာပါဖမ်းဆီးရမိခဲ့တာပါကျွန်တော်တို့လောလောဆယ်တာဝန်ရှိတဲ့သူတွေကိုလွှဲပြောင်းပေးထားပါတယ်ဒါကတော့တာဝန်ရှိတဲ့သူတွေဆက်လက်ပြီးတော့ဆောက်ရွက်သွားကြပါလိမ့်မယ်လို့ Spring Warriors Column တိုက်ရင်းရုံးကတာဝန်ရှိသူကရှင်းပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ခွေးတအုပ်ကိုဖမ်းဆီးရမိတဲ့အချိန်မှာ MA1 တနက်တလကြီပေါက်၃ခုနဲ့အတူခဲရန်တချို့ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗါဒ်တော်လိုင်းတပ်ဖွဲ့များကဇွန်လ26ရက်နေ့ကကြောက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတွေတပ်ဆွဲထားတဲ့နေရာများကိုစစ်တောင်းမြစ်ဝမ်စစ်စင်ရေးအဖြစ်နဲ့တတ်မှတ်ပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းလက်ပန်းမြို့နယ်မှာအကြမ်းဖက်စစ်ခွေးတပ်ကမြို့ပေါ်ရက်ွက်များနဲ့ကျေးရွာလမ်းပိုင်းများကိုပိတ်ဆို့ဖမ်းဆီးနေခြင်းကြောင့်လူငယ်55ဦးပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ10ရက်နေ့ကနေ12ရက်နေ့အထိလက်ပန်းမြို့ပေါ်ရက်ွက်များနဲ့ကျေးရွာလမ်းပိုင်းများကိုအကြမ်းဖက်စစ်ခွေးများကပိတ်ဆို့ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါရတယ်။အကြမ်းဖက်စစ်ခွေးတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကြောင့် လူငယ်55ဦးဖမ်းဆီးခံလိုက်ရပြီးတော့ဖမ်းဆီးခံတဲ့လူငယ်အလုံးကိုလက်ပံမြို့နယ်ထွေးအုပ်ရုံးမှာထားထားပြီးတယောက်ကိုငွေကျပ်360နဲ့လာရွေးထုတ်ရန်ရက်ကွက်ကျေးရွာအုပ်ချုပ်ရင်းမှုများကမိသားစုဝင်များကိုလိုက်လံပြောဆိုနေတယ်လို့သိရပါတယ်။၃ရက်ဆက်တိုက်ပေါ်တာဆွဲဖမ်းဆီးခံရတာလူငယ်တွေအများကြီးပဲ55ဦးတောင်ရှိတယ်လို့သိရတယ်။သူတို့အကုန်လုံးကိုမြို့နယ်ထွေးအုပ်ရုံးမှာဖမ်းထားတော့မယ်ရက်ကွက်အုပ်ကြီးတွေနဲ့ရက်ရွာအုပ်ကြီးတွေကတအုပ်ကိုငွေကျပ် တင်း60နဲ့လာရွေးဖို့လိုက်ပြောနေတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အလားတူပဲဘကိုးတိုင်းမင်းလာမြို့နယ်ဘူရာမှာလည်းညအချိန်ယထားဆောင်နေတဲ့ကញင်ပင်ရွာသားဥယဲကိုကိုကို စစ်ခွေးတွေကရိုက်နှက်ကဆွတ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဇူလိုင်လ6ရက်နေ့မှာမင်းလာမြို့နယ်ဘူရာမှာခရီးသွားရန်စောင့်ဆိုင်းနေတဲ့ကញ្ញင်ပင်ရွာသားဥယက်ကိုကိုကိုစစ်ခွေးတွေကဝိုင်းဝန်းရိုက်နှက်ပြီးတော့ကားပေါ်ကိုတင်းဆောင်ကဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုဖမ်းဆီးပြီးတဲ့နောက်မိသားစုဝင်တွေက လိုက်လံစုံစမ်းတဲ့အချိန်မှာဥယက်ကိုကိုဟာတဲကုံမြို့မှာရောက်ရှိနေပြီးတဲကုံလာဝကနဲ့မင်းလာလာဝကတို့ကပူးပေါင်းပြီးစစ်မှုထမ်းနဲ့ထဲ့ဖို့လှုပ်ဆောင်နေတယ်လို့သိရပါဗျ။ မဲလာဘူရာမှာခီးသွားဖို့ညဘက်ရထားဆောင်နေတော့ဥရဲ့ကိုကိုကိုစစ်ခွေးတွေကတေးအခန်းဖမ်းတယ်လို့ရိုက်နှက်ပြီးတော့အတင်းကိုပေါ်တာဆွဲဖမ်းစီသွားတာသူကအခုတဲကုန်းမျိုးကိုရောက်နေတယ်လို့သိရတယ်တဲကုန်းလာဝကနဲ့မဲလာလာဝကတို့ပူးပေါင်းပြီးတော့စစ်ဗူဒန်နဲ့ထဲဖို့လုပ်နေတာလို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အကြပ်ဖက်စစ်ခွေးတပ်ဟာအခုဇွန်လလအတွင်းမှာစစ်မှုထမ်းအပတ်စဉ်15ကိုဖွင့်လှစ်တော်မှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အထွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ